ိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ Radio NUG ဖွဲ့သားများမှဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာနံနက်ခင်းပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ9ရက်နေ့ Radio NUG ရဲ့မနက်ပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စီရင်တင်ကောင်းထုတ်ချက်ကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရခင်ဗျာ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ Radio Energy ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရီသတင်းတွေဖြင့်ပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းပြီးအထူးတိုင်းစစ်ဌာနကိုစစ်ကြောင်းအနှံနဲ့သတင်းကိုတင်ပြပေးပါမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ဌာနစစ်စင်ရေးကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်မဲ့ ဘကုခိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနဲ့စစ်ကြောင်းအနှံပွဲကိုအော်တိုဘာလ9ရက်နေ့က KNU တပ်မဟာတပ်နယ်မြေမှာကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါအခမ်းအနားကို အထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှူးရဲဘော်အောင်ဆန်ရှာစစ်ထောက်အရာရှိရဲဘော်ကွေးတောင် တိုင်းစစ်တော်ဝန်ကန်ဒေါက်တာဒေဝအမှတ်36နီးပြိုဟာမှုရဲဘော်ရန်နိုင်ဘကိုးတိုင်းပကဖထောက်လန်းရေးအရာရှိရဲဘော်စောဘလူးဘကိုးခရိုင်ပကဖတာဝန်ကန်ရဲဘော်ဖြိုးမောင်နှင့် ခရိုင်တာဝန်ခံများတပ်ဆိုင်ရာမြို့နယ်ပကဖတာဝန်ခံများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။အခမ်းအနားတွင်ရဲဘော်အောင်ဆန်းရှားမှအဖွဲ့မိန်ကွန်းပြောကြားခဲ့ပြီးတပ်ဆိုင်ရာတာဝန်ရှိသူများမှတော်လန်ရေးရှေးကြလာတာနဲ့အမျှယခုလိုစနစ်ကြတဲ့စူးဖွဲ့မှုကိုစီစဉ်ဆောင်ရွက်မှုအတွက်အားရကျေနပ်မိကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဤသူတိုက်ပွဲဝင်နေတဲ့အဖွဲ့များအနေနဲ့အရေးကြီးဥထိပ်ပန်းစင်ရမယ့်စစ်တီတော်ကျင့်ဝတ်များကုတ်တော်ကွန်ဒက်စ်အမိန့်နာခံတတ်မှု Change of Command တို့အပြင် လက်နက်ခဲယံအရင်းအမြစ်များမျှဝေတုံးဆွဲရေးရိတ်ခါနဲ့အုတ်ချွေထောက်ပတ်မှုများရရှိရေးဆက်လက်ဆောင်ရွက်သွားရမယ်လို့ပြောကြားခဲ့ပါတယ်။ထို့နောက်ပဲခူးတိုင်းပကဖတာဝန်ခံရဲဘော်ဖြိုးမောင်မှအထူးတိုင်းစစ်ဌာနကုကရေးမှူးရဲဘော်အောင်ဆန်ရှားထံပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းအားအံ့နံခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒုတိယစီးရဲသတင်းနေဖြင့်မင်းတို့မြို့နယ်မှာတာဝန်ချင်းဖို့လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မကွေးတိုင်းမင်းတုံးမြို့ပေါ်မှာအလဲချောင်းရဲစခန်းကိုတာဝန်ချိန်ရန်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ United States of Burma Army USBA အဖွဲ့ထံကသိရပါတယ်။အော်တိုဘာလ9ရက်မနက်၈နာရီခန့်တွင် ကားများကိုထားခဲ့ပြီးခြေလင်းတက်လာတဲ့စစ်ကော်မရှင်တပ်နဲ့ရဲပူးပေါင်းအင်အား40ဝန်းကျင်ပါစစ်ကြောင်းကိုခုံတိုင်ကြီးရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကြာချိန်15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတာကိုမျက်မြင်တွေ့ခဲ့ရပြီးမဲ့အတိအကျကိုမသိရသေးဘူးလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်စစ်ကြောင်းဟာမင်းနှုံမျိုးပေါ်ပြန်ဆုတ်ခွာသွားခဲ့ပြီးလမ်းတလျှောက်ကျေးရွာများကပစ္စည်းများကိုလွတ်ယူသွားခဲ့တယ်လို့လူငယ်တွေကိုအကြောင်းပြချက်မရှိဖမ်းဆီးပေါ်တာဆွဲသွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ3ရက်နေ့ကကြောက်တိုင်တိုက်နယ်စေယုံမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်ဂိတ်စခန်းမှာတက်ချင်းပြီးပြန်လာတဲ့အင်အား60ခန့်ပါစစ်ကောင်မရှင်ရင်နန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရမှာထိခိုက်သေးဆုံးမှုများရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီရေဖြူမြို့နယ်မှာနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်73ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းရေဖြူမြို့နယ်ဤကနိကျေးရွာမှာစစ်ကော်မရှင်စစ်ကြောင်းနဲ့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်73ဦးသေဆုံးခဲ့တယ်လို့ဝေဟင်တပ်ခွဲက ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ30ရက်နေ့ကဤကနိကျေးရွာကိုရောက်ရှိလာတဲ့ အင်အား200ဝန်းကျင်ပါစစ်ကော်မရှင်စစ်ကြောင်းကိုနေ့လယ်12မိနစ်20မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအော်တိုဘားလ1ရက်နေ့ညနေ6နာရီအထိတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်73ဦးသေဆုံးခဲ့ပြီး၎င်းရုံအလောင်းများကိုကြေးရွာအတွင်းမီးရှို့ကထားပစ်ခဲ့တာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်များကတင်းကြိုင်းမှာတချို့ပေးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းထိနာသွားတဲ့စစ်ကော်မရှင်တပ်ဟာကြေးရွာအတွင်းကနေအိမ်ဆယ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မိရှို့ခံရတဲ့နေအိမ်တွေထဲမှာကြံ့ခိုင်ရေးပါတီအမတ်ပြူစောတိနိုင်ဦးရဲ့နေအိမ်အပါဝင်စစ်တပ်ထောက်ခံသူတို့ရဲ့နေအိမ်၅လုံးပါဝင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါနာတက်ရင်တက်ခွဲ6ရေပြူတောင်ပိုင်းဝေဟင်တက်ဖွဲ့တဝဲခရိုင်တက်ပေါင်းစုရေပြူမြို့နယ်အခြေဆိုင်မာမေပူပေါင်းတက်များနဲ့မာမေအဖွဲ့များကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးပူပေါင်းတက်ဘက်မှရဲဘော်တအူးကြဆုံးခဲ့ကာ၃ဦးဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီး ရွှေဘုံမှာစစ်ကောင်မရှင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာ9ဦးသေဆုံးပြီး4ဦးအရှင်ဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်တောင်ပတ်မုတ် Good Brother ရုံမှတဆင့်တကနန်းကျေးရွာကိုဝင်ရောက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာ9ဦးသေဆုံးပြီး4ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Wallet Informational Network ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ2ရက်နေ့မနက်6နာရီခွဲအချိန်မှာအင်အား60ခန့်ပါစစ်ကောင်မရှင်စစ်ကြောင်းကိုရွှေဘုံခရိုင်တရင် 2023-28-25-26-9906 Together Weekend ရွှေဘိုခဲအမှတ်လေးတက်ရင်ရွှေဘိုမြို့နယ်ပကဖတိုင်းနယ်၅ပကဖတောဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group အဖွဲ့တို့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဘက်ကတက်ကြက်ကြီးစံထွေးအပါအဝင်9ဦးသေဆုံးက10ဦးခန့်ဒဏ်ရာရခဲ့ပြီးတက်ကြက်အဆင့်2ဦးနဲ့ပြည်သူ့စစ်မှုထမ်း3ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် ထို့အပြင်60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူးတဖူး RPG7 အဖူးတဖူး 5.56G တရာတောင်းနဲ့ကျောလွယ်ဂျမ်ပါဆက်တလုံးတို့ကိုတင်ဆက်ရရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘိုကာညနာယုံနဲ့ရွှေဘိုတာထာပါနှစ်တို့ကနေလက်နက်ကြီးများဟာဝေဇာများဖြင့်ပစ်ကူပေးခဲ့ရာအောင်မြေဖုံကြီးကျောင်းအတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးကိုရင်လေးပါပြန်လည်တော်မူခဲ့က၈ပါးတန်ရာရခဲ့တယ်လို့ဆိုပါတယ်။ ြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီး3ဦးဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီကြောင်မဲမှာစစ်ကောမရှင်တပ်က16နှစ်အရွယ်မိန်းကလေးတအူးကိုအတ္တမကျင့်ခဲ့ပြီး၎င်းရဲ့မောင်လေးမိခင်နှုတ်နဲ့အတူတပ်ဖြတ်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကောမရှင်တပ်ကထိုးစစ်ဆင်ချိန်16နှစ်အရွယ်မိန်းကလေးတအူးကိုအတ္တမပြုကျင့်ခဲ့ပြီ ၎င်းရဲ့မောင်လေးမိခင်တွန်းနဲ့အတူတက်ဖြတ်ခဲ့တယ်လို့ရှမ်းလူအခွင့်ရေးမန်တိုင်းကထုတ်ပြန်ထားပါတယ်။ကြောင်မဲမျိုးကိုအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်တင်ပိုက်ခဲ့တဲ့စစ်ကောင်မရှင်တပ်ဟာစက်တင်ဘာလ24ရက်နေ့ကကြောင်မဲမျိုးနဲ့30ကီလိုမီတာခန့်အကွာရှိလေတဲမှာတင်းရှောင်နေတဲ့ရက်သားပြည်သူ၃ဦးကိုတက်ဖြတ်ခဲ့တာဖြစ်ပြီးအဲ့ဒီထဲကအမျိုးသမီးငယ်တဦးကိုအထမပြုကျင့်ပြီးမှတက်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါမိသားစုတက်ဖြတ်မခံရခင်မနက်ပိုင်းမှာပဲ စခန်းသာရွာဘက်ကိုကင်းလှည့်လာတဲ့စစ်ကောင်မရှင်တပ်ကဆိုင်ကယ်စီးနှင်းလာတဲ့ဦးစင်းတပားကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးဆိုင်ကယ်ကိုယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။တပ်ဖြတ်ခံရသူတွေဟာအသက်30ခန်းရှိတန်ဃာတော်တပားအမျိုးသမီးကြီးတဦးနဲ့၎င်းရဲ့သမီးဖြစ်သူ16နှစ်အရွယ်နန်းတိန်စာ12နှစ်အရွယ်တားငယ်ဆိုင်တန်းမောင်တို့ဖြစ်တယ်လို့သိရပါတယ်။တပ်ဖြတ်ခံရတဲ့မိသားစုဝင်တွေရဲ့ရုပ်အလောင်းကိုနောက်နေ့မနက်မှာမြင်တွေ့ခဲ့ရတဲ့ဖခင်ဖြစ်သူကကျွန်တော်တဲကိုပြန်ရောက်တော့ ျွန်တော်မိမကိုယင်ဘက်မှာကြည်ရနဲ့မြေပေါ်မှာလဲနေတာတွေ့တယ်။တားကလည်းသူ့ဘေးမှာလဲနေပြီးသွေးတွေရွှဲနေတာ။တမီးရဲ့ဝတ်အစားတွေကိုလည်းမြေပေါ်မှာတွေ့တယ်။သူ့အလောင်းကိုကြတော့ဝတ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်။သူမကအရမကျင့်ပြီးအသက်ခံရတာ။ဘေးမှာလည်းမြမစစ်တပ်ရဲ့ဝတ်စုံနဲ့တနက်ပြောင်းကောင်းတွေလည်းတွေ့တယ်လို့ပြောဆိုထားပါတယ်။စစ်ကော်မရှင်တပ်ရဲ့ကြောင်မဲမြို့သိမ်းထိုးစစ်ကြောင့်ဩဂုတ်လကစပြီး ဒေသခံတပေါင်းကျော်နေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီထိမဲ့ဘောကြီးရွာကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်တနင်္သာရီတိုင်း KNU တပ်မဟာလေးအုပ်ချုပ်နယ်မြေဗိတ်တဝဲခရိုင်ကစဲတိုမြို့နယ်တောင်ပြောက်ကြီးရွာအုပ်စုထိမဲ့ဘောတဲချောင်းကြီးကြီးရွာကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဘိတ်တဝဲ district ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ9ရက်နေ့ညနေ9နာရီခန့်ဝင်းကျင်မှာစစ်ကောင်မရှင်တပ်က Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ကာဒေသခံပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေဟာထိမဲ့ဘောရွာသားအသက်10နှစ်အရွယ်မတ်တီရီနိုင်အသက်62နှစ်အရွယ်ဒေါ်ချင်အေး အသက်50နှစ်အရွယ်ဒေါ်မာမာနဲ့အသက်58နှစ်အရွယ်ဦးစိုးတို့ဖြစ်တယ်လို့သိရပါဗျခင်ဗျာယခုနောက်ဆုံးစီရဲတဲ့နေ့ဖြင့်တပ်မ22မှစစ်ကော်မရှင်တပ်သား3ဦးလက်နက်နှင့်တကွဗျူဟာ30နှစ်ထံအလင်းဝင်လာတဲ့တရင်ကိုတင်ပြပေးပါမယ်ကရင်ပြည်နယ်မြရီမြို့နယ်လေးကေကော်ဒေသကိုထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်စစ်ကြောင်းမှတပ်သား3ဦးလက်နက်နှင့်တကွအလင်းဝင်လာခဲ့တယ်လို့ကော့ဘရာစစ်ကြောင်းမှုက ဖော်ပြထားပါတယ်အော်တိုဘာလ6ရက်တရင်ကျွလာပြင်းနေ့မှာ တမ22လက်အောက်ရှိစစ်ကောင်မရှင်တပ်သား3ဦးလက်နက်နဲ့တကွလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ်။ကော့ဘရာစစ်ကြောင်းမှုဘူဆော့ကောက၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာသတင်းချုပ်လာပြင်းနေ့မှာတမ22မှဗျူဟာ32ကိုလာကြတော့ဟုဓာတ်ပုံမှတ်တမ်းများနဲ့တကွဖော်ပြထားပါတယ်။ဓာတ်ပုံမှတ်တမ်းများမှာဖော်ပြထားချက်အရအလင်းဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်သားများကိုစုချင်းငွေများဂုံးပြုချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ယခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအတွင်း လက်နက်ချအလင်းဝင်ဖမ်းဆီးခံခဲ့ရတဲ့စစ်ကောင်မရှင်စစ်သားရဲနဲ့ပြည်သူစစ်စုစုပေါင်း2029ဦးထိရှိခဲ့ပြီလို့ပြည်သူ့ပန်းနိုင်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတော့ဗရဲဖိုးကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ NUG မှဆက်လက်တန့်ွင့်ပေးနေပါတယ်။စီရေးသတင်းကောင်းထုတ်ချက်အပြီးမှာတော့ပြည်တွင်းသတင်းများကိုຫນွေဦးမုံကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အော်တိုဘာလ9ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှာ ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့လူလူကောင်းဆောင်ရဲ့တာဖြစ်သူကိုအီတလီမျိုးသားလွှတ်တော်အမတ်များကဂုဏ်ပြုပေးခဲ့တဲ့သတင်းဖြစ်ပါတယ်။မြန်မာလူလူကောင်းဆောင်တောင်ဆန်းစုကြည်ရဲ့တာဖြစ်သူ Kim Aris ကိုအီတလီမျိုးသားလွှတ်တော်စီနစ်အမတ်များကမတရက်လက်ခုပ်ဩဘာပေးကဂုဏ်ပြုပေးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ2ရက်နေ့ကအီတလီမျိုးသားလွှတ်တော်အကထ Ignazio La Russa ကလွှတ်တော်အတွင်းဖိတ်ခေါ်ကမိတ်ဆက်ပေးခဲ့တယ်လို့ကိုထင်လင်းကပြောပါတယ်။ ၎င်းအားဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူဦးမိတ်ဆက်ပေးတဲ့အခါလွတ်တော်တက်ရောက်နေတဲ့လက်ဝဲလက်ရနိုင်ငံရေးဖွဲ့နှစ်ဖက်လုံးကအတူတကွဂုဏ်ပြုပေးခဲ့တာလို့သိရပါတယ်။ဒါဟာအတိတ်ပဲအပြည့်ရှိတဲ့အခိုက်အတန့်ဖြစ်ပြီးမိမိလူမျိုးရေးနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဟာနိုင်ငံရေးတဲ့ကျော်လုံးနဲ့ဆိုတာပြသလိုက်ခြင်းဖြစ်တယ်လို့ကိုထိန်လင်းကပြောပါတယ်။အဲဒီနောက်နိုင်ငံသားရေးအထုကော်မတီဥက္ကဋ္ဌစီနေတာ ဖေယာဖာဒီနန်ဒိုကာစီနီနဲ့လည်းတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူများရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုရရှိရေးအတွက်ပတ်မောကူညီမှုများကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ ပုံမျိုးသားကာကွယ်တပ်ဖွဲ့ခံကောင်မှဒေသခံစစ်ဆောင်ပြည်သူများကိုစစ်မှားရေးကုသမှုများဆောင်ရွက်ပေးခဲ့တဲ့တဲ့ဖြစ်ပါတယ်။ပုံမျိုးသားကာကွယ်တပ်ဖွဲ့ခံကောင် PNDFKK မြေပြင်စစ်တပ်ဖွဲ့ကဒေသခံစစ်ပေးဆောင်ပြည်သူတွေကိုစစ်မှားရေးကုသမှုများဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဂျမတ်အာနာသိန်းစစ်တပ်ကတိုင်းပြည်နဲ့ပြည်သူလူထုအာဏာကိုမတရားသိမ်းယူပြီးတဲ့အချိန်ကစယနေ့အထိပြည်သူလူထုရဲ့လူလက်စွာပြောဆိုခွင့်တွာလာခွင့်များဆုံးရှုံးခဲ့ရုံမျှမကပဲ ပညာသင်ကြားခွင့်နဲ့ကျန်းမာရေးကုသမှုခံယူခွင့်များလည်းပျောက်ဆုံးနေရတာကြပြီလို့ PNDF KK ကဆိုပါတယ်။ကျန်းမာရေးဆောင်ရှားမှုဟာလည်းလူတိုင်းရသင့်တဲ့အခွင့်အရေးဖြစ်တာကြောင့်ယခုမိုးရင်းကာလသွားလာရခက်ခဲတဲ့ဒေသတွင်ပြည်သူလူထုထံကိုကိုယ်တိုင်သွားရောက်ပြီးကျန်းမာရေးကူညီဆောင်ရှားမှုလှူဆောင်ပေးခဲ့တာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဖျားသုံးစုမှာတောင်အောင်ဆန်းစုကြည်နဲ့ နိုင်ခြင်းများအားလုံးမြန်ဆုံးလွတ်မြောက်စေရန်ဆုတောင်းပွဲပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ဖရားသုံးစုမြို့မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံအကျဉ်းသားများအားလုံးမြန်ဆုံးလွတ်မြောက်စေရန်ဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာလ6ရက်တရင်ကျွလာပြည်နေ့မှာလူမှုကောင်းဆောင်တော်ဆန်းစုကြည်ကျမ်းမာရဲ့မြန်ဆုံးပြန်လည်ကောင်းမွန်စေရန်နဲ့မတရားဖန်ဆီးချုပ်နှောင်ထားခြင်းမှမြန်ဆုံးလွတ်မြောက်နိုင်စေရန်ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပြင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံအကျဉ်းသားများအလုံးမြေဆုံးပြန်လည်လူမြောက်လာစီရန်အတွက်စူတောင်းခဲ့ကြပြီးလူမြောက်ချင်းမိဘုံများကိုလည်းလွတ်တင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပတဲဖို့ကပေးပို့ထားအောင်ဖြစ်ပါတယ်ရှင်။ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြရတာဖြစ်ပါတယ်ခင်ဗျာဒီခုတစ်ခါတင်ဆက်ပေးမယ့်တော်လန်ကြီးကဗျာအစီအစဉ်မှာမင်းငိမ့်အေးရေးသားပြီး နှွေဦးမှုခန်းစားရွတ်ဖတ်ထားတဲ့မုံရွာနှစ်လို့အမည်ရတဲ့တော်လိုင်းကြီးကဗျာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာမုံရွာနှစ်ရှေးဟောင်းနှောင်းဖြစ်တွေ့တယ်ဖွင့်ဖြုံးမှုနည်းနည်းကျဲချလိုက်တယ်မုံပင်တွေမရှိတဲ့ရွာအိမ်မက်စမ်းနေကြမိပေါ့မုံစမ်းအောင်လှော်စရာမရှိဘူးမြို့ကရွာကိုသိမ်းတယ်နာမည်နောက်မှာမြို့တလုံးတိုးလာတာကလွယ်ရင်မုံရွာကမုံရွာပဲမြို့အထာနဲ့နွားကြောင်တော့ တစ်ချိန်တစ်ခါလို့ပြောရင်အချိန်မမှန်တဲ့နိုင်ကြီးတွေတောင်စင်ပေါ်မှာအခြေတကျအတန်ကျဲတဲ့ကောင်မှု အမှန်မပြောနိုင်တာလားမြို့ရဲ့တမိုင်းမှာတော့စကရေကရင်တကိုတွေနဲ့ခုတော့လေမိကိုထွက်မှ သွားရည်လာရည်ပြည်လေတယ်မိသားတစုစိုင်းကဲတစင်းနဲ့တဘာဝပတ်ဝန်းကျင်ကိုကောင်းကောင်းချက်ခဲ့ကြတယ်အယောင်းအဝယ်စာချုပ်အောက်မှာမွေကိုက်ခံရတဲ့သူနဲ့စုံစားရှာဖွေတဲ့ရေနံတွင်းသမားနဲ့ အဆင်မပြေရင်အထက်ကိုတက်မယ်ဆိုတဲ့ဘဝတွေကြာမြို့ဟာသူ့သွေးသားတွေနဲ့ကာလရှည်စွာ ခွဲရတယ်တချို့လဲမိုးဦးရေဆန်တဲ့ဆံမုံငါးတွေအင်ပြန်မလာနိုင်တော့ဘူးပထဝီအနေအထားအရချင်းတွင်းမြစ်ကိုရိုက်ပတ်ထားတဲ့မျိုးဆိုတော့မြစ်ကောက်တလို့မြို့ကလည်းခက်ကောက်ကောက်လူတွေကလည်းအဖြောက်နေနေလာတယ်လေဒီတောရနဲ့စာစုံကဝိပညာရှိတွေရှိပေမဲ့ အန္တရာယ်တော့ရှိတယ်။တခါသားလူတို့ကောင်းဆောင်တယောက်ဒီမြို့မှာကြပြောက်တော့မလို့တရားဆွေးနွေးရင်ဒါလည်းသွေးနေတက်တဲ့မြို့ပေါ့။လာမယ့်နေ့ကျရင်ရှေ့လျှောက်ဒီထက်ကျယ်ပြန့်လာတော့မယ်။ရတက်မအေးတဲ့ခက်စင်းစင်းကွင်းတွေရှားထနောင်းတမပင်ကုန်တခြားမြို့မှာရှားပြရတော့မယ်။တခုတည်းသော ရေတကွန်လေးတောင်ကြောက်တွေမကာနိုင်တော့တဲ့ရွာမှာဆွတ်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 ရှိသေးလား။ မျိုးရဲ့အတိတ်ကိုပြောတဲ့အခါညီမြချင်းတစ်ချောင်းနဲ့အဖြစ်ထုတ်မရနိုင်ဘူးအဖေနဲ့အမေကောင်းချသွားတဲ့မျိုးဘဝအစရဲ့ချက်တိုင်မှာငါရဲ့ကြိုးရစကိုမြင်မြုပ်ထားတဲ့မျိုးငါစာဒီမျိုးလဲခုချိန်လောက်ဆို မေးတင်အိတ်စရာ တောင်တန်းတွေတောင် ရှိသေးရဲ့လားမသိမင်းငိမ့်အေး ရေဒီယို NUG သောတာရှင်များခင်ဗျာယခုတခါတင်ဆက်ပေးမယ့်တော်လန် SC စောင်းပါအစီအစဉ်မှာလေခဏီမှရေးသားပြီးလွတ်လပ်ຫນွေဥခန်းစားရွတ်ဖတ်ထားတဲ့ရက်ဆက်ချင်းယူနီဖောင်းတို့မြည်လို့မြည်ရတဲ့တော်လန် SC စောင်းပါကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာရက်ဆက်ချင်းယူနီဖောင်းတို့မြည်အသက်၁၂နှစ်အရွယ်ကလေးငယ်ကိုဖုံးခိုးတယ်လို့ဆွဆွဲပြီး ယာအိမ်မှုနဲ့မိသက်တပ်ဖွဲ့ဝင်များကရိုက်သတ်လိုက်ကြတဲ့ဒီမကြားဝွန်စရာနှလုံးပြက်စရာအကြီးတန်းအယုတ်ဆိုးလွန်းတဲ့အဖြစ်ပြက်ဟာပြည်မြို့မှာ ဖြစ်ခဲ့တာပါရွှေစံတော်ဖျားကြီးနဲ့မြို့ပေါ့ပြည်မြို့ဘုကျုပ်လမ်းမပေါ်မှာရှိတဲ့အထက်က၄ကျောင်းနဲ့ရွာပဲနေမီအုတ်ချုပ်ရီမှုယုံကြားကတပ်စု16အယံမိသက်တပ်ဖွဲ့စခန်းမှာယာအိမ်မှုနိုင်ကြီးမိသက်တပ်စုမှုနဲ့မိသက်ရဲဘော်တွေက ကေဘဝါယာကျူးအမာရဘာလက်ကင်တုတ်လူသေးစင်နိုင်တဲ့တခြားလက်နဲ့တူနဲ့ရိုက်တက်ခဲ့ကြတာတဲ့ဘလောက်ရက်ဆက်ဆိုးရွားတဲ့စိတ်ဓာတ်တွေလဲသူတို့ဟာတကယ်တော့ကဲဆယ်ကြီးလူမှုကြီးလှုပ်သားတွေလေမိတတ်တို့ကြက်ချီနေတို့ဟာမူလတတိပြက်ပြီးလက်ရဲဆက်ရဲဖြစ်နေတာတော့ကြာပါပြီသူတို့ရဲ့လူမှုကဲဆယ်ကြီးကျင့်ဝတ်တွေနဲ့ဝေးကွာလာတာ88အာနာသိမ့်ပြီးကြတဲ့ကဆိုပါတော့ အဲ့ဒီမှာအာနာသိန်းတုံးကတတ်မှုဖြတ်မှုနှိတ်ကုတ်မှုတွေမှာပါဝင်ခဲ့ကြသူတွေရှိခဲ့ပါတယ်။ကြံ့ဖွန့်အသင် ပေါ်လာချိန်မှာတော့ပိုတိတာလာပါတယ်။သူတို့ဟာတက်နဲ့ကြံ့ဖွန့်ရဲ့အမာခံတွေတောင်ဖြစ်လာပါတယ်။ချင်းရှားတဲ့အချက်ကိုထုတ်ပြောရရင်2003ခုနှစ်တပရင်လောက်ကြာမှုမှာဆိုရွှေဘုံနယ်ကမိသက်နယ်ချက်ချီနီတွေဥဆောင်ဥရွက်နေရာကအထိပါဝင်ခဲ့ကြပါတယ်။လူစုပေးတာကနေဝိုင်းဝန်းလောက်ကြံကြတာအထိပါဝင်ကြတာပါ။ ဒေါ်စုကတင်ပုံးခြေလိုက်လို့သာပါအဲ့ဒီအကြီးခင်မှာတေဆုံးသူရာချီရှိတယ်လို့ဆိုကြပါတယ်လက်နဲ့မဲ့တွေကိုလက်နဲ့နဲ့လူမိုက်တွေစုဖွဲ့ပြီးဝိုင်းရိုက်တတ်ကြတဲ့ပွဲပါထောင်ထဲကလူတတ်မှုနဲ့နှစ်ကြီးသမားတွေကိုလည်းထုတ်သုံးခဲ့ကြပါတယ်မိသက်နဲ့ကြက်ချင်ဒီကိုစစ်တပ်ကအရန်လက်နဲ့ကန်အင်အားဖြင့်ပြည်ရေးကြီးအောက်မှာထည့်ထားခဲ့တာကြားပါပြီကြက်ချီနီနဲ့လက်နဲ့ကင်တာဆိုဘယ်လို့မှဆက်ဆက်မရပါပဲ။ လက်နဲ့ငယ်တင်တန်းတက်ကြရပါတယ်။မိသက်ဆိုရင် တခုခုဆိုရင်ထိမ့်ဖို့အဆင့်ဘာညာထက် ပိုခိုင်းလာပါတယ်။ဖမ်းဖို့ချုပ်ဖို့လူစုခွဲဖို့တင်မက ရိုက်နှက်ဖို့နှိပ်စက်ဖို့တိတုံးကြပါတယ်။အရွယ်သုံးပါအပေါ်ရက်ဆက်နိုင်တဲ့စိတ်အထူးသဖြင့်လူမမယ်ကလေးတစ်ယောက်ပေါ်အာကောင်မောင်းတန်ယောက်ျားကြီးတစ်စုကအစမတန်ဝိုင်းဝန်းနှိပ်စက်နိုင်တဲ့စိတ်ဟာတကယ့်အုပ်စုဖွဲ့အရင်အယူစိတ်တားရင်တရိစံစိတ်သက်သက်ပါ။ ဒါဟာလဲစစ်တပ်ကအခြေတည်လာတဲ့စိတ်ပါပဲ။ပညာမတတ်အောင် အကောင်းဆိုးအကြောင်းအကျိုးမစင်စားတတ်အောင်ပြီးရင်အစာနာမဲ့အောင် လက်ရင်အောင် တမင်လက်ကြည့်မွေးမြူလာတာပါ။ခင်ညို့လက်ထက်ကလေးကဆေးပြားနဲ့အရက် sex ဗီဒီယိုတွေခွင့်ပြုဖြတ်ချိတခြားကောင်းမြတ်တာမှန်သမျှပိတ်ပင်ပြီးမြမလူအဖွဲ့စည်းကိုတားရဲတုတ်ကြောင်တုတ်ကောင်အဖြစ်စနစ်တကျပုံသွင်းလာတာပါ လူအသိမကတ် တတ်စားမိတ်လိုက်တိမ့်ပတ်ရယူဘသူအပူမှမခံစားတတ်ဘသူနာကျင်မှုမှမသိမှအရှင်လက်လက်ကြိုက်ဖြတ်စားတော့အာနာဘကွက်သားတယောက်ရဲ့တောက်ဖြုတ်ရတဲ့အရာသာမျိုးလျှက်စစ်ကလက်ထိုင်ခလုတ်နှက်ရတာကြိုက်တဲ့ feeling မျိုးဓာတ်နဲ့ခုတ်ဖြတ်သေးတန်စီရင်ရတာကိုကျဉ်းတတ်မှုမျိုးတနတ်နဲ့တစ်ပြစ်တက်လိုက်ရတဲ့ခံတွင်းတွေ့မှုမျိုး program တွေထည့်ပြီးသွားပြီလေအဲ့ဒီအချက်တွေကမင်းအောင်လှိုင်ရဲ့မျက်နှာမှာအထင်သာတွေ့ရပါတယ် ဘယ်တော့ကကြည့်ကြည့်သွေးဆိုးနေတဲ့နှုတ်ခမ်းကိုလက်နဲ့သတ်အရသာခံနေတဲ့မျက်ခွက်ပါပဲလက်အုပ်ချီနေနေအစစ်တုံနေနေအဲ့ဒီမျက်ခွက်ကပြတ်မသွားပါဘူးမင်းအောင်လိုင်းတင်လားဆိုမဟုတ်ပါဘူးဘိုလ်ချုပ်ဆင့်စစ်ပူတိုင်းရဲ့မျက်နှာဆိုရင်အဲ့ဒီပုံလုံးဝပေါ်နေပါပြီအခုတော့ဘုံမှုချုပ်တွေဘုံမှုကြီးတွေဘိုလ်ကြီးဘိုလ်လေးတွေတက်သားတွေပြူတွေတိတပုံစံတည်းဖြစ်တော့ပါပဲသူတို့အားလုံးမင်းသားကောင်းမဆောင်ကြတော့ပါဘူး ိုးရီမချုံကြတော့ပါဘူးမြန်မာ uniform wood လောကဟာပုံမှန်လူအဖွဲ့စည်းအောက်တော်တော်ရောက်နေတဲ့သူအများစုနဲ့စုစည်းထားကြတာပါငွေကြေးစင်မပြေသူတွေစာမေးပွဲအမှတ်နည်းသူတွေကြောင်းမထနိုင်သူတွေပညာရေးလက်လန်းမမီသူတွေအချင်းပြက်တွေအပယ်ခံတွေတာတေလန်တွေပြင်မှုရှိသူမိဖမဲ့တွေငယ်ရွယ်သူတွေအမိခိုးမရှိသူတွေလက်ရဲဆက်ရဲတွေ အုတ်ထင်းသူလက်လွတ်သူတွေလူလိန်တွေတခိုးတွေကြဘိုးတွေအစွန်းရောက်တွေလိန်စိတ်မပြည့်သူတွေစံလွဲတွေဟန်ဆောင်သူတွေမာယာရှင်တွေတဘာဝလွန်တွေနဲ့ဖွဲ့စည်းထားကြတာပါအဲ့ဒီလိုတဏှာမဟုတ်တဏှာလွဲနေသူတွေကတပေါင်းတည်းစုပြီးတိုင်းပြည်နဲ့မြမလူအဖွဲ့စည်းကိုအုတ်ချုပ်ပိုးချနေကြတာကြာပါပြီမင်းသားကောင်းဆောင်ထတာကြာလာတော့ဘလူးမှန်မသိကြတော့တာပါသူ့အုတ်ကကောင်းရီများတော့တရက်တကောင်ပျောက်သွားတာတတိမထားမိကြတော့တာပါ ဒါပေမဲ့မမျော်လင့်ဘဲမင်းသားကောင်ဆွဲချုပ်ခံလိုက်ရတဲ့အခါအစွဲတဝင်းဝင်းနဲ့ဘလူးကောင်ပေါ်လာသွားကြသွေးစည်းကြောင်းနဲ့မျက်နှာကြီးထွက်လာပါတယ်။အဲ့ဒီတော့မှအံအားတင့်ကုန်ကြတော့တယ်။သူတော်စင်ထင်အောင် နေတက်ခဲ့တာကိုဝုတ်ယုံကိုဆွဲဖယ်လိုက်တော့လက်သေးချမှလည်းအသားအစတွေနဲ့တကယ်တော့ဒီလိုရက်ဆက်မှုတွေဟာသူတို့ရဲ့နှိတ်ဆက်ဒူဝကိစ္စပါ။ဘကွက်သားစိတ်တတ်တွေဟာမိပောင်မြင့်လာတာပဲရှိပါတယ်။နေမြင့်လေအယူးရင်လေပါ။ ဒါကြောင့်ဒီအာနာသိမ့်မှုဖြစ်လာတဲ့အခါလူစိတ်နဲ့တွေးကြည့်လို့ဘယ်လိုမှမမိနိုင်တဲ့ဆိုးရွားမှုတွေကိုတစ်နေ့ထက်တစ်နေ့အရှိန်မြင့်လှုပ်ဆောင်နေတာတွေကြီးမြင်နေကြားနေရတာပါနိုင်ငံရေးမှာအသိဉာဏ်အမျှော်မြင်မဲ့မှုကလည်းတွေးဆကြည့်လို့တော့မရနိုင်အောင်ပါပဲအပြုတ်အမူနဲ့စိတ်နေစိတ်ထားတွေကလည်းလူအနတ်အရှင်မရှိတော့တဲ့အစင်ပါနိုင်ငံတစ်ခုလုံးကြည်ပြုံးပြက်ပြူငိုတန်တက်ခေါက်တန်အန်ကျိတ်တန်ပဲကြံတော့တာ လူတိုင်းမှာနာကျင်ခြင်းနာကြည့်မှုတွေလမ်းပေါ်မှာသွေးစာနေတဲ့ခွေးနာတွေရက်ရွာထဲမှာအတ္တမမိတောင်မိရှံတွေနေရတကာလူအတုစိတ်အတုကိုအကျင့်အတုတွေကတလိုင်းပြီးတလိုင်းဆင့်လာတာတွေကိုတဖြည်းဖြည်းအင်အားပြော့ရာကနေငြိမ်သက်သွားမဲ့လူအဖွဲ့စည်းတစ်စီရှောက်လန်းမှုယူနီဖောင်းလောကတစ်ခုလုံးပြုပြင်တော်လှန်ပုံကံပြောင်းလဲကြရပါမယ်ယူနီဖောင်းလောကရဲ့မတော်လောဘအရင်းဒေါသနဲ့မောဟအမှောင်တိုက်ကို ဖြူဖြက်တော်လံပုံကံရင်နောက်ထပ်တောကဒုက္ခသစ်လှိုင်းသစ်ဖြစ်ပေါ်မဲ့လူလေကြမဲ့ယူနီဖောင်းသစ်တစုံဖြစ်မလာဘူးလဲကြားကံချိန်ချောင်းရင်ရေးသူလေခဏီတော်လံသူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါဗီဒီယိုအန်ယူဂျီတော်တာရှင်များခင်ဗျာ ဒီကနေ့မနက်ပိုင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တော်လန်ရေးတေဂီတာအစီအစဉ်မှာ404မှာဖျော်ဖြေတင်ဆက်ထားတဲ့မော်ကွန်းတစ်တို့မြန်မာလို့မြည်ရတဲ့တော်လန်ရေးတေဂီတာကိုနားဆင်ကြရမှာဖြစ်ပါရယ်ခင်ဗျာ။ 아껴쓰도 요지고삼으로 얼어시 내게 비 안돼야 기신자세로 뒤로 왜 တို့တရားကောက်ချီခဲ့ပြီးမမခန့်ချင်စေရဲ့ပီဇာဒေါ်လာဖြစ်စေကြတာဒီလိုရလို့ရဲ့ရေတို့ဆိုကရွှဲနေခဲ့ပြီးမဒေါ်လာရဲ့ကြည့်ခုအစော ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖေတော်တွေကဆုတောင်းနေကြပါတယ်ရှင်။မေဒါမီမိုရဲ့အစီအစဉ်ဆက်တိုးရင်းတင်အချက်အလက်တွေလုပ်ပြရအောင်ကြိုးစားတာကထုတ်လင်းလို့ Radio NUG ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်တွေအားပေးနေတဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါတယ်။အရေးပေါ်ကအောင်ရမည်